နောက်တစ်နေ့တွင် ရုံးတို့ရောက်လာသည့်အခါပေးတက်မှမနေ့ကထက်မြတ်လာသည်ကိုသတိထားမိသည်။မေရီကင်ကလည်းကျွန်တော်လိုပင် ယူဆကပလေးအဆောင်ကိုတိုးပြီးချထားသည်။မကူကမ်းမှ အင်္ဂလိပ်စာသင်တို့လည်းအသင့်ရှိနေကြသည်။စာသင်ထရစ်နဲ့စာသင်တင်ကလေးတို့ကိုမြင်လိုက်မိသည်။သူတို့မျက်နှာအမူအရာမှာတကယ်အင်္ဂလိပ်ပြီးသားကြပါသည်။အာယလန်ကစာသင်ရိုင်ယန်ကိုလည်းတွေ့ရသည်။သူနဲ့အတူစာသင်ပရက်စတန်လည်းရှိနေသည်။ ကျွန်တော်လက်ကြည့်လိုက်တဲ့အခါ Inspector Craig ကကျွန်တော်အားစမတ်ကြက်ကြလေးပြတယ်။ဒီနေ့ညကွင်းတွင်လည်းညီမတယောက်မှမရှိ။အိတ်တကြီးတစ်ခုလုံးမှာခကြမ်းချမ်းအောက်တန်းစားအိန္ဒိယမျိုးသားတို့သာများလေသည်။အလုပ်လက်မဲ့တို့လည်းပါသည်။သူတို့အထက်တွင်စရေးစချီညာ၊ကုန်တီလေးညာနှင့်ဈေးတီညာဖြူးဖြူးဖြောက်ဖြောက်ပါလာသည်။သူတို့ကိုအိနီယာတို့ဘသူခေါ်လာတယ်လဲ။တိတိကျကျမပြောနိုင်။သို့တော်လည်းစနားပြပွဲတစ်ခုတော့လူကောင်းလူမျိုးဟု ရိတ်မဲ့စကားမှားချထားဟန်တူသည်ဒီဇက်ကွက်ကိုဘသူဆင်တယ်လဲဘသူလက်ချက်လဲအိန္ဒိယရှေ့နေညာ၏လက်ချက်ကံဖြစ်နိုင်တရကြီးလက်ချက်ဖြစ်နိုင်သည်မစ္စတာတရကြီးဒီဥရီတူလွတ်တော်တွင်ရွေးကောက်တင်ယောက်ချင်းခံရသည့်မင်းတိုင်ပင်အမှတ်တရောက်ဖြစ်သည်သူစားတိမှာဘုံပေအဆက်ကကုကြတဲ့နယ်ကဖြစ်သည်တိတိညံ့ညံ့ပုံကုတ်ကလေးဖြစ်ပြီးသူ့ပြုံးမှာချိုသည်ညနာမှာရှင်လန်းကြည်လင်သည်ယခုဝန်ဆောင်မျိုးစားကြည့်သည်ထိုချိန်က အင်ရှီမင်းသားအဖြစ်နဲ့မြန်မာပြည်သို့တိုင်ကန်လှည့်ရန်ကြောက်လာသည်ထို့အခါမစ္စတာကရာဂျီကအိန္ဒိယပြည်နိုင်ငံရေးတောက်ဆူချက်တို့ကိုတတိယစီခြင်းကဆန္ဒပြပွဲတစ်ခုကျင်းပပြီးဝီလာမင်းသားကိုကြိုဆိုသည်မိကြီးမင်းသားတယောက်အားမိမိမြင်းစီချင်းတို့ကိုသာပြကျင်သည်မှာအစိုးရတိုင်း၏သဘောထားဆန္ဒပင်ဖြစ်လေသည်တို့ဖြစ်ရအစိုးရကကရာဂျီကိုဖက်စီကဖပွန်တို့နေနေတန်းခတ်လိုက်သည်ဖပွန်တွင်နှစ်ပတ်နေပြီးပြန်လာသည့်အခါ အိန္ဒိယတိုင်းသားများလည်းတွင်တရဂျီဤနိုင်ငံရေးဩဇာမှာပိုတက်လာလေသည်ထို့အကြောင်းတို့ကိုပြန်လည်သတိရလာသည့်အခါယခုအခိုက်အတန့်တွင်ကျွန်တော်ရုံငန်းတည်င်းဝ၌အော်ဟစ်စုပုနေသည့်လူအုပ်ကိုခေါ်လာသူမှာတရဂျီပင်ဖြစ်ရမည်ဟုတထစ်ချယုံကြည်လိုက်သည် တကားချိုက်ချိုးပြီးတရားရုံထဲကိုဝင်လာခဲ့ရင်ဟူသောမင်းကစိုးရင်စိတ်သည်လွင့်စင်ထွက်ပြေးသွားပြီယခုတွေ့ရသည့်လူစုမှာသူတို့ခေါင်းဆောင်ကိုချီးကျူးရနှင့်တရားရုံးကို ပြောင်းလောင်ရန်ရောက်နေကြခြင်းပင်ဖြစ်သည်သူတို့သည်ဒုက္ခပင်ကြီးလူစုမဟုတ်ပျော်ရွှင်မြို့ထုနေကြသည့်လူစုသည်အန္တရာယ်ပင်ကြီးသူများမဟုတ်သည့်ဤသူပင်သူတို့သည်လည်းဒုက္ခပင်ကြီးသူများမဖြစ်နိုင်ပလိတ်ကလည်းသူတို့ကိုယခုလိုပျော်ပျော်ရွှင်ရွှင်လှုပ်ပေးထားလိမ့်မည်ဟုကျွန်တော်မျှော်လင့်မိသည်ခတိုင်းလိုပင်အပေါ်တက်တက်ကလက်မှတ်ထိုးရမည်ကိစ္စများမချက်ပေးရမည်ကိစ္စများကိုပြည့်ပြတ်အောင်လုပ်သည်တရားရုံးတို့ရှိနေများပလိတ်အရာရှိများ တရင်းစာဆရာညာကားကိုစီပြင်ဖွဲဖွဲရောက်လာကြသည်ပွဲကြည့်ပေးတက်ကရောက်လာသည်။ပုဂ္ဂိုလ်တို့ကိုအသားရောင်မခွဲကြဘဲနိုင်ငံရေးယုံကြည်မှုမခွဲကြဘဲလက်ခုပ်တီဩဘာပေးကကြိုးစုံနေသည်ကျွန်တော်ရုံနှင့်ညနေချင်းဆိုင်လမ်းတစ်ဖက်တွင် ရိုမန်ကက်သလစ်ဖျားရှိကိုကြောင့်တခုရှိသည်ထိုကြောင့်ကိုအုတ်တိုင်းတစ်ခုကာယံထားသည်အုတ်တိုင်းအတွက်ပြင်ထားသည်မှာမကြလာသေးပေတတိုင်းနောက်ဖက်တွင် အုတ်ကျိုးအုတ်ပုံတစ်ခုရှိသည်တတိုင်းပေါ်၌ မတက်ရက်နေတဲ့လူများကိုအတိုင်းသားမြင်ရသည်၁၇နာရီ20မိနစ်တွင်တရားခန်းစင်ကူပတာရောက်လာသည်မနေ့ကလိုပင် အမိုးချထားသည့်ကာဘွန်၌မစ္စတာဟောနှင့်ရှင်လျက်လိုက်ပါလာသည်လူကိုကြီးကသူ့ကိုဟစ်ကြွေးနှုတ်ဆက်သည် သူကလည်းနိုင်ငံရေးသမားပြီးပြီးပြုံးရွှင်စွာပင်အိန္ဒိယရလျက်နှုတ်ဆက်သည်၁၇နာရီခွဲတွင်ကျွန်တော်သည်ရုံးခန်းမှဆင်းလာပြီးတရားခွင်သို့ဝင်သည်ရုံးတော်ကဆင့်ကွက်ထားတဲ့တေတွေရောက်ကြပြီလား အစိုးရရှိနေကြီးကိုမိကြည့်တယ်မစ္စတာအက်ကာဖို့သူ့အနေထားဘဲသူ့ဆိုဒီကိုစဉ်းစားချိန်တညာလုံးရသည်ဥပဒေပြုလွတ်တော်ကပြည့်ရထားသည့်အခွင့်အာဏာကိုသုံးကနောက်ထပ်တက်တင်များတင်ပြရန်ကျွန်တော်ကအမိန်ပေးခဲ့သည်ဤဒီမှာအစိုးရရှိနေကြီးလက်ထက်တွင် ကုကဲကင်တွင်နေသည့်အမှုကိစ္စကိုကျွန်တော်လက်ဝဲသို့ကြောင်းယူလိုက်ခြင်းပင်ဖြစ်သည်ထိုဆောင်ရွက်မှုကြောင့်မစ္စတာအက်ကာသည် အနှဲငယ်ဆိတ်ရှုပ်သွားဟန်တူသည်အမှုတစ်ခုတွင်တရားမျှတမှုမရှိ ဥပဒေနဲ့လည်းမညီညွတ်ဟုကျွန်တော်ထင်မြင်ယူဆခဲ့လျင်အမှုစစ်ဆင်းနေစဉ်အတွင်းဤသည့်အဆင့်ရောက်နေသည်ဖြစ်စေနောက်ထပ်တပ်တွေများစစ်ကောင်နိုင်ငံကိုဥပဒေကပေးရထားသည်သူဖြစ်ရာသူ့ဘက်ကမကန့်ကွက်နိုင်တိုးတော်လည်းထိုလို့ရက်ကို သူမနစ်တဲ့သူ့ဘက်ကမှုကင်တွယ်ပုံညံချောင်းထုတ်ပေါ်ပြတ်တရရောက်နေသည်ပြီးတော့သူ့အနေထားမှာလည်းပွက်ကြည့်ပိတ်တဲ့အဖြစ်တို့ရောကြသွားသည်ထို့ကြောင့်မင်းမနစ်တဲ့နိုင်ခြင်းဖြစ်သည်တတိတွေရောက်ပြီလို့ ကျွန်တော်ကိုသတင်းပို့ထားပါတယ်ခက်ကြောင်ကြောင်တရားသူကြီးတယောက်ကိုငေါတိလေးတန်မျိုးဖြင့်ရှောက်ထားတယ်စင်ကိုပြားဘက်ကလည်းသူ့ပြည်ကျင်းနေနိုင်စရာအကြောင်းမရှိ အကယ်၍သာအမှုကိုသူ့ဘက်ကသူ့ချေရှောက်လဲမည်ဆိုရင် သူ့ကိစ္စကို ရှင်းလင်းတင်ပြနိုင်ရန်ကျွန်တော်ဆင့်ခေါ်ထားသည့်ဤတက်တင်ညာကိုပင်သူတင်ကြရမည်ဖြစ်သည်တို့နှင့်စင်ကိုပြားသည်တရခွင်ကိုလုံးဝစိတ်ဝင်စားသည့်ဟန်ဖြင့်မစ္စတာဆင်းထံမှသတင်းစာတစ်စောင်ကိုယူကြည့်နေသည် တရင်ထူးတွေ့လျင်သူ့မိတ်ဆွေတွေကိုတူတူပြပြသည် သူ့ဆက်ကွက် သူ့ခန်းကဏ္ဍကိုရည်ရည်လေးလေးကပ်ပြနေခြင်းဖြစ်သည်ကျွန်တော်ဘက်ကလည်းကိုနင်းနစ်ကိုကြည်နက်နေသည်လူတယောက်အနေနဲ့မူသူ့ကိုယ်စားကျွန်တော်ကနီးလန်းကြအောင်ဆောင်ရွက်ပေးနေသည်ကိုအလွန်အလွန်စိတ်ဝင်စားစရာသာအကြောင်းရှိသည်ကျွန်တော်လုပ်နေသည်ကိုအကြည့်ကြိုးကြုံပြုနေ၍မဖြစ်နိုင် ထောင်ကျခံရညီထောင်ကျခံမှ အဖွဲ့ဤဩဇာတက်ညီဟုယုံကြည်သောကွန်ကရစ်ပါတီ၏ခေါင်းဆောင်နိုင်ငံရေးသမားတယောက်အနေနဲ့က ျွန်တော်လောက်ထုံးလုံးကြီးကိုနှစ်သက်နိုင်ကြီးမထင်သူ့စိတ်ထဲကမူယခုသူ့ကိုစွဲချက်တင်ထားသည့်အမှုမှာမခိုင်လောအသေးဖွဲ့ညတာဖြစ်သည်ပြစ်ဒဏ်ကြီးကြီးပေးလိုက်ရင် သူဤနိုင်ငံရေးဩဇာတက်သွားမည်ဟုယုံကြည်နေသည်တို့ဖြစ်ရာလူတယောက်အနေနဲ့မူစင်ကူပတာသည်ထောင်ထဲသို့မဝင်ခြင်းနိုင်ငံရေးသမားတယောက်အနေနဲ့ကထောင်ထဲမရောက်ရောက်အောင်ဝင်ရမည် သူသည်ရဲရင်သည့်ယောက်ျားဖြစ်သည် ကိုလန်းစင်ကိုယုံကြည်သူဖြစ်သည် သူသည် နိုင်ငံရေးတက်တော်ဖြစ်သည်ကိုတက်တရာမချနိုင် နိုင်ငံရေးတာဝန်ကိုကြည်ပွန်အောင်ထမ်းရွက်ရမည်ထို့ကြောင့်ပင်သူစိတ်တည်လှုပ်ရှားနေသည်တစ်ချိန်တည်းမှာပင်စိတ်ရှုပ်ကာအတိမငြိမ်ဖြစ်နေသည်သို့သောလူအလုံးကသူ့ကိုစောင့်ကြည့်နေသည်အရှတိုက်သတင်းစာဆရာတဝက်သည်အတီးယားရုံထဲသို့ရောက်နေသည်သူ့နောက်လိုက်များကလည်းဟစ်ကြွေးကချီမွန်ထောမနာပြုနေသည်သူတို့အတန်သည်ဘဝင်သို့လှန်တက်နေသည်သူ့အချင်းနေသည် တတိကြီးစွာထားနေရမည်အခြေအနေဖြစ်သည်တစ်ချက်ကလေးအမှားမခံနိုင်တစ်ချက်ကလေးအိန္ဒိအပြတ်မခံနိုင်ထို့ခိုက်တက်မှာပင်သူ့မျက်လုံးများကိုစက္ကန့်ပိုင်းလောက်ဖမ်းမိလိုက်သည်သူ့စိတ်ထဲဘာရှိသည်ကိုကျွန်တော်သိလိုက်သည်တရေစားတဲ့နင်းမြုံနေဟန်ခေါင်းငုံချိန်မြင်လိုက်ပထမတင်ကြသည့်တက်တေမှာစွမ်မိရှာရန်အာန္ဒာဖြစ်သည်လွန်ခဲ့သည့်၃လလောက်ကရန်ကုန်ဘူရာကြီးစင်ညာတွင်ဘယင်ကန်ဆတ်ချား၏သဘောထားကိုမှန်မှန်ကန်ကန်ဖွင့်ဆိုသွားသူဖြစ်သည်သူသည် မြန်မာပြည်ရာမခရစ္စနာမရှင်ဤမန်နေဂျာဖြစ်သည်ထိုမရှင်ပိုင်းစေယုံတခုရှိသည်အခြားပရာဟိတလုပ်ငန်းများလည်းရှိသည်အမြင့်အားဖြင့်ကစွာမိသည်လေးစားစရာကောင်းသည်ပျော့ပြောင်းချူတာသည်အမူအရာနှင့်စရိုက်မညီညွတ်သူမဟုတ်သူတော်စင်လားထင်ရသည်သူဖြစ်ရသူသည်အလွန်လောကန်သိညတ်သောတရားခံတတ်သည်ဖြစ်နိုင်သည်မစ္စတာစင်ကူပတာရဲ့ဟောပြောချက်တစ်ခုခုကိုနားထောင်ရသလားသူကြမ်းကြိမ်ပြီးနောက်ကျွန်တော်ကမေးသည်ဟောပြောချက်နှစ်ခုစလုံး နားထောင်မလို့ပါပဲသူပါတွေဟောပြောမလဲဆိုတာသိနားထောင်ကြင်ပါလေ February 20ကသူဟောပြောတဲ့ Harry Commissioner ခမ်းမကိုသွားပါလေဒါပေမဲ့လူတွေကြိတ်ကြိတ်တိုးနေလို့အထဲမြောက်ခဲ့ပါဘူးနောက်တနေ့မနေ့သတင်းစာထဲမှာပဲသူဟောပြောချက်ကိုဖတ်ရပါတယ်သိတဲ့ဘောကြတာနဲ့နေ့လယ်ပိုင်းမှာ သူဟောပြောပွဲရှိရာ fight ပန်းချံကိုသွားပါတယ်အဲ့ဒီခါမှာလေလူပိဋ္တအများလုံးတော့ကောင်းကောင်းကြားရမယ်နိနိကက်ကက်နေရာမရောက်ခဲ့ပါဘူး ဤဒီမှာစောင့်မိဘက်ကအစစ်ခံချက်ပင်ဖြစ်သည်အစိုးရအားအကြီးညိုပြစ်စေသည့်ဟောပြောချက်ကိုနားထောင်ရန်ပြည်သက်တဲ့တိုးဝင်ရပုံကမူသူအစစ်ခံသည့်အတိုင်းမှန်မှန်မှန်အကဲချက်လို့မရသို့တော့သူ့တတိကကြက်မှာအနေငယ်မြတ်တာဖြစ်တော်လဲအတိုင်းတာတစ်ခုထီကရုပ်တည်ရှိလေသည်နောက်ထပ်တင်ပြသည့်တတိမှာဥပေါ်ထွန်ဖြစ်သည်သူကမူစောစောပိုင်းကကျွန်တော်တို့တိထားသမျှကိုတင်ပြသည်ခွဲရေးစန့်ကျင်ဘက်တရားပွင့်များတွင် သူ့ကိုတပပတိလောက်ခိုင်းနေထိုခဏမှာပဲလမ်းပေါ်ကကြေလောင်သည့်အတန်ညာကိုကြားသည်စောစောကမြို့ထူအော်ဟစ်နေသည့်အတန်တို့တဲ့ကြေလောင်သည်ကျွန်တော်ထိုင်သည့်ရုံးကန်းဆင်းရဲပေါ်ကမူတကားအထက်ပိုင်းမှန်များမှတဆင့်အပြင်ဘက်ကညင်ကွင်းကိုထင်းထင်းရှားရှားမြင်နေရသည် လူတို့ပိတ်တကြီးမှာရွရွတက်တက်ချစ်ကဟိုဒီပြေးလွှားကြသည်တရိုင်းမော်ကလူများသည့်ဖျားရှိကိုကြောင်ဝင်တဲ့ခုံချကြသည်ထိုးတန်ကြိတ်တန်ညလည်းကြားသည် ပြေးကြလှကြသည့်ခြေတန်းညာလဲကြရသည်ဆန္ဒပြပွဲသည်အသွေးတမျိုးတောင်းသွားသည်မှာထင်ရှားလာသည်အုတ်ခဲတစ်လုံးသည်ရုံတကားကိုထိမှန်ပြီးမှန်ကွဲသွားသည်တို့ဖြစ်ရာရုံတော်ကိုဝင်ရောက်အကျန်းဖက်မိအရေးရောင်များမြင်လာရသည်စင်ကူပရာသည်လက်ထက်ကသတင်းစာကိုလေးချထားလိုက်သည်သူ့ကိုဖမ်းပြီးအမှုတင်စစ်တီကိုမကျေနပ်သဖြင့်ဆန္ဒပြကြခြင်းမှာချိန်နှက်เสียကောင်းသည်မှန်ပါသည်တော်တော်လေလုံးလုံးလလချိန်နှက်မှုမရနိုင်ပါသူ့အဖွဲဖြစ်သည့် ွန်ကရက်ပါတီဝါဒသဘောထားသည်အကြမ်းဖက်ခြင်းကို လုံးဝဆန့်ကျင်သည်မဟုတ်ပါလားသူ့အမှုကိုအလေးနက်သဘောထားလျင်အလွယ်လွယ်အမှားမှားဖြစ်ကုန်လိမ့်မည်သူဟောပြချက်တို့သည်လူတို့ကိုတွေးထိုးလှုပ်ဆော်ပေးရရောက်သည်ဟု၍တမျိုးပြောင်းလဲသွားနိုင်သည်ဤသို့ဆိုလျင်လည်းတမျိုးကောင်းသည်ထိုအခါသဘောတမျိုးပေါက်လာသည်ယခုအချိန်တွင်စင်ကူပဒါကိုအပိအမြမလောက်လျင် ကောင်းပြီဟုစိတ်ထဲမှပိုင်းဖြတ်လိုက်ပါသည် တို့နဲ့မြေတုံးမှမရွယ်တော့လေဟန်ဖြင့်ခပ်ပော့ပော့ပင်ကျွန်တော်ကဒီနေ့မနေ့တော့ပိဋကတိတ်တကြနေပါလားဟုသူကြားလာအောင်မှတ်ချက်ချလိုက်တယ်။ထိုအခါစင်ကူပရာတီသတင်းစာကိုကောက်ကင်နေသည်။မေရီကင်ဒီကျွန်တော်အောက်နားတွင်ထိုင်နေရမှအပြင်ဘက်သို့တူထွက်သွားမည်ဖြစ်ကြောင်းကျွန်တော်ကိုအရေးကြိုက်ကြသည်။သူတွင် လက်နက်တစ်စုံတစ်ခုမှမပါ။တကားကိုဖွင့်ကာခဲမိုးရွာနေသည့်လက်မှတ်သို့ထွက်သွားသည်။ကျွန်တော်ကတရက်ခွင်မှနေရာမရွေပဲထိုင်နေသည်။ ျွန်တော်ဘက်ကမူကျွန်တော်မင်းမြန်းဒီကိုဥပေါထုံးကဖြည့်နေသည်ညအမှုကိုဆက်စစ်သွားမိတာဖြစ်တယ်။ချွေဆိုင်ရန်ကိုကလုံးဝစိတ်မကူအပြင်ဘက်တွင်ရုံရင်းဆန်ကပ်ဖြစ်နေသည်ကိုလေးလူရှုထားရမည်။အပြင်ဘက်တွင်မဖြစ်နေလေဥပေါထုံး၏ဖိကြားချက်ကလွဲလျင်ဘာတန်ကိုမှနားထောင်မည်မဟုတ်ဥပေါထုံး၏မျက်နှာအမူအရာကလွဲလျင်ဘာကိုမှ ကြည့်မည်မဟုတ်ဟုသုံးပြထားသည်။ဤနည်းဖြင့်ကျွန်တော်ရွေချက်ကို အကောင့်ထဲပို့ရမည်။ဤမှုတွင် ဖြစ်ရမှန်ကိုထင်ရှားလာအောင်ဆောင်ရွက်ရမည်။အပြင်ကပြိတ်တဲ့စုပ်ပူတောင်းချမ်းသဖြင့်ကျွန်တော်ရည်ရွယ်ချက်တက်တားတော်လိမ့်မည်ဟုစင်ကူပတာအားညွှန်လင်းချက်မပေးနိုင်။သူညွှန်လင်းချက်ကိုဖျက်ဆီးရလိမ့်မည်။ရုံးပြင်မတွင်ဘာတွေဖြစ်ပျက်နေသည်ကိုတကယ်လဲကျွန်တော်မသိ။ထိုးကျိတ်ရိုက်နှက်ကြသဖြင့်ပေါ်ကြည့်ပွဲကောင်းတစ်ခုဖြစ်နေပြီ။ဖျားရှိကိုကြောင့်လည်းကဥကျိုးဥပိတော်တည်လဲလက်နက်ကောင်းများဖြစ်လာပြီးဟူ၍သာမှန်းဆရသည်။ဤတိုင်းလဲတကယ်ဖြစ်နေသည်။ ယောင်အဆောင်ဤတင်းညာတကားညာကိုအုတ်ခဲညာလာမှန်သည် ကျွန်တော်တို့အထက်ထက်ကအခန်းထဲသို့အုတ်ခဲကြတဲ့ညာချာနေရသည်ထိုအချိန်ကောင်းမှပင်တရကြီးသည်ရုံးပြင်သို့ထွက်သွားသည် သူသည်လည်းမေဒီကင်လိုပင်တိတိကွကွဖြစ်သည်လက်နဲ့လည်းမပါဤပြည့်သက်ကိုသူစုယုံလာသည်ဆိုလျင်မူသူထွက်ပြီးညနာပြမှဖြစ်မည်မဟုတ်လားအိန္ဒိယအရေးကိစ္စအတွက်အကြမ်းမဖက်ပဲငင်းချမ်းစွာဆန္ဒပြရေးကိုသူယုံကြည်ထောက်ခံသည် ်ထို့သဖြင့်ဤပွဲတွင် အကြမ်းမဖက်မှဖြစ်မည်သူခေါ်လာသည့်လူစုကိုအကြမ်းမဖက်ရန်ပြောရမည်ရခိုင်ရမည်သို့မဟုတ်ရင် ရုံချင်းစံကတ်ဖြစ်အောင်တွေးထိုးပေးသူတရားခံမှာသူကိုယ်တိုင်ဖြစ်သွားမည်တိုးတော့အချိန်တွေကမပြီးတော့ပြီခဲတလုံးသည် သူကောင်းတက်တဲ့လာမန်ကသတိမေ့လက်ကြသွားသည်ဖြင့်တရကြီကိုစေယုံကြည့်တော့ကောသွားသည်ကျွန်တော်အဖို့စူပူနေသည့်အကြာရုံချင်းစံကတ်ဖြစ်နေသည့်အကြာမှာပဲဥပေါ်ထုံးကိုဆက်လက်ဆစေးနေသည်ဥပေါ်ထုံးက တတိကံဝချက်နဲ့တွင်ကြောက်ဆောင်ကြည့်လို့မမရက်ခါကျွန်တော်မိသည်များကိုတလုံးချင်းရှင်းလင်းကြတာစွာဖြစ်သည်ဥပေါ်ထွန်ကြည့်လျင်စတိုက်ပင်ရန်ကုန်မြို့တော်ဝင်ကပရင်ရုရှားကိုစစ်ဆေးသည်ရုရှားကကွန်ရက်ဤဝတ္ထုတွေကကြံ့ကြံ့ခံခိုင်းစလိုက်မျိုးဖြစ်သည်သူပြေးလျင်ဘန်ဂလောဘာမာတမောကုမ္ပဏီမန်နေဂျာအယ်ဘတ်ဒူဘာရီ၆ဒူရီထို့နောက်ရန်ကုန်အနောက်ပိုင်းအိန္ဒိယအမျိုးသားမဲဆန္ဒနယ်မှမင်းတိုင်ပင်အမတ်မစ္စတာပီလီ ပြီးတော့အခြားသက်တင်များကိုစက်တိုက်ဆက်စည်သည်သူတို့ကိုဆက်စည်သည့်အခါရုံးကျင်ဘက်ကလူအုပ်မှာအဝေးသို့လွင့်သွားပြီးဖြစ်သည်ဖြင့်မေးမြန်းဖြစ်ကြသည့်တို့ကိုကောင်းစွာကြားရသည်ထိုအခါတွင်မှစင်ကူပဒါ၏ညမာတီခီးမှရုပ်လုံးပေါ်လာသည် ရကုံမြို့မှထင်ရှားလူတီများသည့်ဂုံတီရှိလူကြီးမင်းများကယခုခေစားနေသောခွဲရီတွဲရီတရားကိုဟောပါဟု စင်ကူပဒါကို ဖိတ်မှန်ကပြကြသည်ထို့ကြောင့်ဟောပြောရခြင်းဖြစ်သည်တို့ဖြစ်ရာစောစောက ်ပတိထွက်ချင်냐ကိုမတန်းတင်ပြသည်ကအမှုကိုမနှက်ပြန်မနှက်တော့ရွှေဆိုင်လိုက်သည်မနှက်ပြန်ဝင်မှုအစိုးရရှိနေကြသည်စင်ကူပဒါအားစောချက်တင်ရန်လျှောက်လိုက်ရတော့မည်ထို့နောက်အပေါ်တက်ရုံးကန်တော့တက်လာခဲ့သည်ကျွန်တော်အခန်းထဲတွင်အုတ်ကျိုးဥပ္ပညာပြန်ကျဲနေသည်ပလိတ်ကစီကန်းတကြဖြစ်အောင်လူအုပ်ကိုထိန်နေလူအုပ်နှင့်ပလိတ်တို့စကားများအချင်းပွားကြရမှယုံရင်းဆန်ခဲ့ဖြစ်ကြသည်သူတပြန်ကိုတပြန်ရိုက်နှက်ခါအုတ်ခဲများဖြင့်ပြစ်ခတ်ကြသည် ထိုကလူစုကွက်သွားသည်ထိခိုက်ဒဏ်ရာသူတော်များသည်စေယုံကြီးတွင် လူနာများပြေးချန်သွားသည်ဟုကျွန်တော်စီးရင်များမှတစင်သိရသည် စင်ကွန်ပျူတာပြန်သွားပြီဆိုရင်စေယုံကြီးသူကျွန်တော်လိုက်သွားသည်ထိုနေ့နေ့လယ်ပိုင်းတွင်မူထောင်ကြီးချုပ်တို့ပြန်သည့်စင်ကွန်ပျူတာကိုဟစ်ကြွေးကောင်းချီးပေးမိသူ မရှိတော့ပဲလမ်းတွင်တည်ငားဆုံဆုံလင်းလင်းကြားသည်ကျွန်တော်ဂျုံကန်အပြင်ဘက်လမ်းပေါ်တွင်ဒုံညာ၊ခဲညာ၊လုံချီညာပြန်ကျင်းနေသည် ရောင်းအဆောက်အအုံများကြည့်ရှုရမတင်နဲ့အပြက်အစီးရှိတယ်။မှန်ပြတဲ့များကွယ်သည်။လမ်းပေါ်တွင်မူအိန္ဒိယအမျိုးသားတယောက်မှမတွေ့ရ။အဆောက်အအုံတွေပြစ်လိုက်တော့မှယခုမှချထားသည့်လူသိများဖြစ်ရ။ကျွန်တော်သိချင်သည်ကိုအနှဲငယ်သာပြောပြနိုင်သည်။သို့သောစတင်ဖြစ်ပွားပုံကူသူတို့ထံမှသိရသည်။ရောင်းရင်းဆက်ခတ်မှုကိုစသူမှအလံကိုင်ကချီတက်လာသည့်အိန္ဒိယအမျိုးသားတယောက်ပင်ဖြစ်သည်။ကွန်ကရစ်အလံကိုမြင်လိုက်လျင်အိန္ဒိယတိုင်းသားတို့မှာ ွေးကြအပ်တက်လာသည်ခေါင်းဆောင်မှုတစ်ခုကိုရှိသည်ဟု၍လဲနားလည်လိုက်ကြဟန်သူသည်ပလိတ်တွင်အလံမရှိဤသို့ဖြင့်လူအုပ်သည်ပလိတ်တို့ကို မထီလေးစားလှုပ်လာသည်မခံမညာကြောင်လောင်ကြည့်စေကြသည်အလံကန်ချီတက်လာသူကို ရင်းစီပလိတ်ကဟန်တားရန်စူးစမ်းသည့်အခါမထီမဲ့ညင်သောဖြင့်ရင်းစီပလိတ်ကိုရင်းပေါ်ကဆွတ်ချသည်မကိုကမ်းမှအင်္ဂလိပ်စာသင်တို့ချီတက်လာသည့်အခါအိုကေညာဖြင့်ပေါ်ကြသည်ဤသို့ဖြင့် ရုံးချင်းစခန်းမှုစခဲ့တယ်။တနားရီနေ့ပါကြတယ်။လူရှိရောက်ဒန်းရတယ်။ဤဒီမှာသူတို့ထံမှတိရတိဖြစ်ပျက်ပုံအလုံးစုံဖြစ်တယ်။အသေးပြောက်ကမရှိပလိမင်းကြီးမရီကေနဲ့သူ့လက်ထောက်မစတာဘကာတို့မှာဒန်းရမရပဲလွမြောက်သွားတယ်။ဘကာကမူထီးဖြင့်ခုခံချိန်နိုင်ရင်သူ့ထီးကြီးပျက်စီးကစွန့်ပစ်ထားခဲ့ရတယ်။ကျွန်တော်လဲစေယုံကြီးတို့အမြန်ပြေးတယ်။စေဝင်တွင်စာတင်ပင်မလီနဲ့ စတင်ရိုင်ယန်တို့ကိုတွေ့ရသည်ပင်မလီမှာချစ်တစ်ဖက်ထွက်နေထွက်နေဖြစ်နေသည်ရိုင်ယန်၏ခေါင်းတွင်ပတ်တီးစီထားသည်ညနာမှာဖြူဖက်ဖြူရောဖြစ်နေသည်ဘလို့လဲရိုင်ယန်မင်းထိသွားသလားမထိပါဘူးခင်ဗျာပြုံးရှင်သွားပင်ဖြစ်သည်ပတ်တီးကဘာဖြစ်လို့စီထားရတာလဲသူ့မျက်စိထဏမှာဂဲမှန်လို့ခင်ဗျာပင်မလီကသူ့ကိုစားအဖြေပေးလေသည်မင်းတို့တဲကထိခိုက်တန်ရတာ တော်တော်များသလားစတင်ပရက်စတာတော့ ပခုံးမှာဓာတ်ထုတ်ခံရတယ်။ပြီးတော့မစ္စတာမာပီ လက်ချောင်းမှာဒဏ်ရာရတယ်။ခရစ်တယောက်အရိုက်ခံရတယ်။ခရစ်တော်လက်မောင်းမှာဒဏ်ရာရတယ်။မင်းတို့အားလုံးခံရတာကြီးပါပဲလား။အိန္ဒိယတွေဘာမှမဖြစ်ပဲထွက်ပြေးကြပါလား။ဘယ်ဟုတ်မလဲခင်ဗျာ။ရန်ရန်ကဖြစ်သည်။ထို့စဉ်လက်ထောက်ဆောင်တယောက်ဝင်လာပြီးရန်ရန်ကိုနှုတ်ဆက်သည်။အိန္ဒိယတွေတဲကဘယ်နှယောက်လောက်ဒဏ်ရာရတယ်လဲ။သူ့ကိုမေ့ကြည့်မိသည်။၄၀လောက်ရှိတယ်ခင်ဗျာဟုတ်ဖြေကား ဆေးရုံပေါ်သို့အမြန်တက်သွားသည်ဒါပေမဲ့ရာမခရစ္စနာဆေးရုံကိုသွားကြသူတွေအများကြီးပဲတချို့လဲအပြင်ဘက်ဆေးခန်းတွေသွားပြီးဆေးထည့်ကြတယ်ခင်ဗျာသူတို့ထွက်ပြေးတော့ကျွန်တော်တို့ကနောက်ကလိုက်ပြီးဆိုတာပေါ့ဘယ်ရမလဲပင်မလီကဆိုသည်ကျွန်တော်လဲတချို့တလေကိုတွေ့လိုက်ရသေးတယ်ရာယန်ကပြောသည်လက်ထံကျရင်တော့ငြိမ်သွားကြမှာပါပင်မလီကဝင်ပြောသည်မနေ့ကရုပ်ရှိကလမ်းပေါ်မှာဒီကောင်တွေရှိနေရင်တော့အတန်တော့ထုတ်ဝေမှာမဟုတ်ဘူး တရားတော်ကြည့်မြင်ခင်ဗျာနည်းနည်းလေးအဲ့ဒီတင်နာကြအမဲကောင်ကိုအကြောင်းပြလိုက်ပါလားခင်ဗျာရိုင်ယက်ကကျွန်တော်ကိုတိုက်တွန်းအပေးနေသည်ဘလို့ပြောလိုက်တာလဲရိုင်ယက်အမှုကရုံးတော်မှာစစ်လို့ပြီးသေးတာမဟုတ်ဘူးအခုလိုအချိန်မျိုးမှာတရားသူကြီးကိုဩဇာမပေးရဘူးရိုင်ယက်မဟုတ်သေးပါဘူးခင်ဗျာနည်းနည်းလေးတော့ဒီအမဲကောင်ကိုစုံမပါလားခင်ဗျာတော်ပြီရိုင်ယက်စိုက်ပြောနေတော့သူတို့နှစ်ယောက်စေယုံကြီးမှထွက်သွားကြသည်ရိုင်ယက်က ရန်ကုန်ပလိတ်တပ်ဖွဲ့တွေနာမည်ကြီးတယောက်ဖြစ်တယ်။လူတယောက်ကိုအားရအောင်ထိုးချိတ်ပြီးလျင်ဆွဲထူကလက်ဆွဲနှုတ်ဆက်လေးရှိသည်ဟုဆိုကြသည်။ရန်ကုန်တွင်သူလက်ဆွဲနှုတ်ဆက်ခဲ့သည့်လူပေါင်းနေတော်မည်မဟုတ်ပေ။